တော့ပေါ်စီစီအတောင်းနဲ့နေတယ်နော် EOD ဘယ် MP credit ကနေကောက်ဖြတ်တာလဲ Hello It's me I was wondering if I could roll this easy night နာမည်ကြီးဆိုတော်တွေဖြစ်တဲ့ Christ, Karina နဲ့ Paula Dingar ရဲ့ဖျော်ဖြေပွဲတွေကိုမြန်မာပြည်သက်တွေဟာအခုတော့အပြင်းအထန်မြင်တွေ့ခံစားခွင့်ရခဲ့ပါပြီ။ ဒီအဆိုတော်တွေရဲ့မြူးကြွားတဲ့တေးသံအောင်မှာစီးမြောလိုက်ပါရင်ဖက်ထရီယံဟိုတယ်ရဲ့ရေကူးကန်ဘေးမှာသချင်းသံတွေနဲ့ကုန်ဆုံးခဲ့ပါတယ်။ဒီအဆိုတော်တွေနဲ့အတူမြန်မာအဆိုတော် Iron Sima မြင့်ကလည်းပါဝင်ဖျော်ဖြေခဲ့ပါတယ်။မြန်မာကိုစားပြုအဆိုတော်အနေနဲ့ဖျော်ဖြေခဲ့ရလို့တာဝန်ကြီးတယ်လို့ခန်းစားရတဲ့အကြောင်းပြောပါတယ်။ဒီပွဲမှာ Iron Sima မြင့်ဟာသချင်းသုံးပုဒ်တီးဆူဖျော်ဖြေခဲ့ပါတယ်။ မတို့မြန်မာပြည်မှာလုပ်တဲ့ပွဲဆိုပေမဲ့လည်းအမမြန်မာပြည်ကဒေသရှင်အနေနဲ့လူပညာရှင်အနေနဲ့အမတယောက်ထဲပါတယ်။အဲခါကျအမပို့ပြီးတော့စိတ်လှုပ်ရှားပါတယ်။ပို့ပြီးတော့လည်းကြောက်ပါတယ်။ဒီတစ်ဖက်ကဒေသရှင်တွေက၃ယောက်တောင်ပါတယ်ဆိုတော့လေအမလုပ်ရမယ့်တာဝန်ကလည်းနည်းနည်းကြီးရလို့မှခံစားရတယ်။စိတ်လှုပ်ရှားတယ်။ပြီးတော့အတိုင်းထက်လွန်ရမ်းပျော်ပါတယ်။ဒီဆိုတော့၃ရက်ရှိုးပွဲကို ကြီးပမှာကြီးရှုခွင့်ရဖို့ခက်ခဲတာမို့အခုလိုဓာတ်ရိုက်နားထောင်လိုက်ရလို့ Iron စမမြင့်တရဝမ်းသာနေပါတယ်ဒီလာဆိုရဲဆိုတော့တော့ရဲ့အတန်ကို live ပို့အမနားထောင်ပြီးကြရတဲ့အခါမှာအမတို့အရင်အားကြရတယ်။အရင်မျောလင်းနေအမအဲ့လိုပိုပြောင်းမျိုးဘောနော်သူတို့နဲ့ဟိုဘယ်လိုပြောမလဲတစင်ထဲမှာ stage တစ်ခုထဲမှာဟိုတင်ဆက်ခွင့်ရတယ်အမဝမ်းသာတယ်လို့။ဒါမကြည့်လိုက်နိုင်တဲ့ပြဿနာတွေအနေနဲ့ကတော့ဘောနော် ိုသူတို့၃ယောက်ရှိတဲ့နိုင်ငံကိုအမတို့သွားပြီးတော့နားထောင်မှုဆိုတာကျတော့ခက်ခဲပါလိမ့်မယ်သူတို့၃ယောက်ဒီမှာလာပြီးတော့ဖြောပြတဲ့အရာလေးနည်းနည်းတော့စိတ်ပန်းပြင်မှုပြီးတော့လွတ်သွားတာပေါ့နော်ခေတန်းတခက်ကိုလက်တွေ့ကြကြအကောင်းဆုံးဆိုပြမယ်ဆိုတော့၃ယောက်ဆိုတာအမကိုယ်တိုင်သိထားပြီးတဲ့အခါကျတော့နှမျိုးစရာကောင်းလိုက်တာလို့ပဲအမပြောချင်ပါတယ်ဖြောပြမှုတွေနဲ့အတူမြန်မာပြည်သက်တွေဟာဒီဆိုတော့၃ယောက်ရဲ့အတန်ပါဝါနဲ့တရုတ်ပြတင်ဆက်မှုကိုပါရှုစားဝင်ရခဲ့ပါတယ်ဖိလစ်ပိုင်ဆိုတော့ထရက်စ်ကိုကြိုက်လို့ဒီပွဲကိုရောက်လာတဲ့မေတိတ်နယ်က သူ့ရဲ့အကြိုက်ဆုံးဆိုတော့ကိုအပြင်မှာတွေ့ခွင့်ရခဲ့လို့ဝမ်းသာနေပါတယ်။မေကလက်မဲ့ဝဲထားတော့လာကြည့်ရတာ။ပြီးတော့ Cherry's ပါလို့ဆိုပြီးလာခဲ့တာ။ဟုတ်။ငါပြောပါရဲသူတို့ဒီလိုမျိုးလာဆိုပြီးတော့လည်းပိုကောင်းတာပေါ့။လူသမီးတို့လည်းကြည့်ရတာပေါ့။